အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့ဗောနော်ကျွန်တော်ကအားလုံးတွေကျွန်တော်တို့ off နဲ့ off နော် off off ရယ် off off ရယ်တို့နှစ်ခုရကျွန်တော်ကအသုံးလေးကိုရှင်းပြပေးနေတာဖြစ်ပါတယ်ရှင်โอเคအရင်ဆုံးကျွန်တော်တို့နံပါတ်1 off နော် off ကိုကျွန်တော်တို့ဘယ်နှမှာသုံးမလဲဆိုလို့ရှိရင်သူကအရင်ဆုံး belonging ဒီမှာဆိုပိုင်ဆိုင်မှုတွေကိုပြောချင်တဲ့အခါမှာ relationship တော်ဆက်မှုတွေကိုပြောချင်တဲ့အခါမှာခါလီမှာ part of something တစ်စုံတစ်ခုရဲ့အစိတ်အပိုင်းနေနေပေါ့နော် ပြောချင်တဲ့အခါမှာအသုံးပြုပါတယ်တဲ့။ Okay ဥမာနဲ့ဆိုလို့ရှိရင် the roof of the house is blue အိမ်ရဲ့တဲ့ခေါင်းမိုးကတဲ့ဒီမှာအိမ်ရဲ့ဒီ of ကရဲဖြစ်သွားတာအိမ်ရဲ့ခေါင်းမိုးကတဲ့ is blue အပြာရောင်ပါတဲ့။နောက်ဥမာထားပါကျွန်တော်တို့အခန်းရဲ့တကားဆိုလို့ရှိရင်လေ the door of the room နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အိမ်ရဲ့ခေါင်းမိုးကတဲ့ is blue အပြာရောင်ဖြစ်ပါတယ်တဲ့။နောက်ဥမာ a friend of mine ငါတငယ်ချင်းတွေကတယောက်ငါတငယ်ချင်းတွေရဲ့ဘောနောပြောဆိုပိုက်ဆိုင်မှုပြောတာဘောနောငါတငယ်ချင်းတွေကတယောက်ကတဲ့ lives in japan ဂျပန်မှာနေပါတယ်တဲ့နော်အဲ့နောက်မှကျွန်တော်တို့ပိုင်ဆိုင်မှုတွေပြောတဲ့အခါမှာတဲ့ကျွန်တော်မှတ်ချက်နေနေဘောနောသူ့ off ရဲ့ off ကိုပိုင်ဆိုင်မှုရဲ့နေရာမှာသုံးတယ်ဒါပေမဲ့သူဒီများတော့ဖြစ်ကျွန်တော်တို့သူ့ကိုတတ်မှတ်ပိုင်ဆိုင်မှုတွေမှာအသုံးများပါတယ်တဲ့တက်ရှိပိုင်ဆိုင်မှုတွေမှာတွေ့ရမလားဆိုတော့မဟုတ်ဘူးနည်းနည်းတော့တွေ့ရတဲ့တယ်ဒါပေမဲ့သူဒီအသုံးနေပါတယ်တဲ့ တက်မဲ့ပိုင်ဆိုင်မှုတွေမှာပို့ပြီးအသုံးရတာပေါ့နော်ကျွန်တော်တက်ရှိပိုင်ဆိုင်မှုတွေဆိုရင်ကျွန်တော်ကိုယ်တော်တို့တွေ့တတ်မှာပေါ့နော် post office s နဲ့သုံးတာလေနော်ဥမာပေါ်ထားပါတော့အဲငါဆရာမရက်အခန်းဆိုလို့ရှိရင် my teachers post office s နဲ့ room နော်အဲ့တော့ကျွန်တော်တို့ဒီတက်မဲ့ပိုင်ဆိုင်မှုတွေမှာဒီ off ကိုအသုံးရတယ်ပေါ့နော်တက်ရှိမှာတော့တွေ့ရနေပါတယ်တဲ့အဲအသုံးနေတယ်ပေါ့နော်ဒါပေမဲ့တွေ့ရင်တော့တွေ့ရနိုင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ off ရဲ့အသုံးလေးကိုဆက်ပြောမယ်ထပ်ပြီးတော့ကျွန်တော်တို့ off ကိုဘယ်မှာသုံးလဲဆိုရင် movement or amount เนาะကျွန်တော်ရွေးရှားမှုတွေအပမာဏတွေသုံးတယ်ပေါ့နော်ဥပမာနဲ့ဆိုလို့ရှိရင် a cup of coffee coffee တစ်ခွက် a piece of cake ကိမုံတုံးဒီမျိုးပေါ့နော်အဲ့လိုနေရာမှာလဲ off ကိုသုံးတယ် now off ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးသလဲဆိုလို့ရှိရင် cost ဖြစ်တဲ့အကြောင်းရင်းကိုပြောတယ်ဒါမှမဟုတ်ရှင် description ပေါ်ပြတဲ့တွေကိုပြောတယ်အဲ့ဒီခါမှာလဲကျွန်တော်တို့ off ကိုသုံးပါတယ်တဲ့ဥပမာနဲ့ဆိုလို့ရှိရင် she is sick of the flu သူမကပြမဆိုရင်တော့ခွေးကြောင်ဖျားနေတာပေါ့အဓိပ္ပာယ် နော်သူမတို့ကွေးကြောင်ဖြားနေတာဆိုပြီးတော့ကျွန်တော်ဒီ cost လို့ခေါ်တဲ့အကြောင်းရင်းလေး description လို့ခေါ်တဲ့ပေါ်ပြတဲ့လေးပြောတဲ့နေရာမှာလေ off ကိုသုံးပါလေရှင်းအဲ့ဒါလေးက off ရဲ့အသုံးလေးရောပေါ့နော်ဆက်ပြီးကျွန်တော်တို့ off off ရဲ့ကျွန်တော်တို့အသုံးလေးကိုဆက်ပြီးတော့ရှင်းပြပေးပါမယ်ရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့နောက်နံပါတ်1 off off ရဲ့ကျွန်တော်တို့အသုံးပြုပေါ့နော်ကျွန်တော်တို့ဒီ off ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးမလဲဆိုလို့ရှိရင်သူကကျတော့အရင်ဆုံး movement away ကျွန်တော်တို့ခုခုရဲ့ပြောမှဆိုလို့ရှိရင်အကွာ away away ပေါ့တနေရာရဲ့ away ဘောနော်အဲ့လိုပြောချင်တဲ့အခါမှာ now separation ခွဲခြားတိချလုပ်တဲ့အခါတွေမှာဆိုလို့ရှိရင်ဒီ off ကိုသုံးတယ်ဘောနော်ဥမာနဲ့ဆိုလို့ရှိရင်တဲ့ he jam off the table သူကဒီစကွဲကောင်ကနေခုန်ချလိုက်တာနော်နောက်ဥမာ please take off your shoes ဖနက်တွေကိုချုပ်လိုက်ပါတဲ့ဒါပေမဲ့ရှိနေတဲ့နေရာနေအဝေးကိုဟုတ်တယ်မလားအဲ့လိုပြောမှဆိုလို့ရှိရင် movement ဖြစ်သွားတာပေါ့ရှိနေတဲ့နေရာနေအဝေးကိုရွတ်သွားတဲ့သဘောပေါ့နော်ဖနက်ဆိုတဲ့စီထားကနေချုပ်လိုက်တာခုနဆိုလို့ရှိရင်ခုန်ချလိုက်တာ နော်အလိုနေရာလေးမှာကျွန်တော်တို့ off ကိုသုံးမယ်ပေါ့နော်နောက်တော့ကျွန်တော်တို့ turn something off တစ်ခုခုကိုပိတ်တာနောက်တစ်ခုခုကိုပိတ်တာတစ်ခုခုကအလုံးမလုံးတာပေါ့နော်အဲ့လိုမျိုးနေရာမှာဆိုလို့ရှိရင်ဒီ off 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 ကိုသုံးမယ်ပေါ့နော်ခုမှနေဆိုလို့ရှိရင် turn off the light မီးတွေပိတ်လိုက်ပါမီးတွေမှိတ်လိုက်ပါပေါ့နော်ကျွန်တော် turn on ဆိုဖွင့်တာလေ turn off ဆိုပိတ်တာနော် now the fan is off now ပန်ခါကခုပိတ်ထားတယ်အဲ့ဒါပန်ခါအလုံးမလုံးဘူးမလဲနေဘူးပေါ့လေးပဲ နော်အဲ့လိုမျိုးတစ်ခုခုကိုပိတ်တယ်ဆိုလို့ရှိရင်ဒါ off ကိုသုံးတယ်။နောက်ဥမာ discount တွေ reduction တွေကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် short ချတာ discount တွေဘာလို့ပေးတဲ့အခါမှာဆိုလို့ရှိရင်ဒီ off ကိုသုံးပါတယ်ရှင်။ဥမာဆိုလို့ရှိရင်20% off all items today ဒီနေ့ဒီစီအလုံး20ရာခိုင်နှုန်း short တယ်ပေါ့အေးပဲ။ Okay နော်အဲ့တော့ off off နဲ့ off off ရဲ့ကျွန်တော်တို့အသုံးလေးကိုရှင်းသွားပြီးသင်ပါတယ်ရှင်။အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်။